ရင်တော့ကတော့တိုင်ပြီးတော့နည်းနည်းလေးတော့ညာသိနေပေါ့ဗျာဒီသိရဆက်ရကြပါတယ်เนาะကိုမင်းသားကြီးမလို့ပါလို့ပတ်မကြီးကိုထုတ်ဖောက်တဲ့ပုံစံကြီးလည်းဖြစ်နေတယ်ဗျဒါမှမဟုတ်ကအခုလိုဖြစ်ရမျိုးကိုမဖြစ်စေခြင်းတဲ့အတွက်ကြောင့်မလို့ညှိနှိုင်းတာအချိန်ပေါင်းများစွာเนาะကျွန်တော်တို့ပြည်သူတွေဘက်ကိုရှံကြလာတဲ့အတန်အောင်မှတော်တော်လေးကြာတယ်နောက်ဆုံးမရတာနဲ့ဒါမှမဟုတ်ကခဏဝယ်ထင်းလိုက်ရတယ်ဝယ်ထင်းလိုက်တဲ့အခါကျတော့ NLD တွေတော်တော်များများပေါ့ဗျတချို့ပြည်ရင်းမှာလည်းနှက်ကိုင်းတာရှိတယ်ပြည်ပမှာအစိုးရဖွဲ့တဲ့ NGO ဆိုဖြစ်တယ်ပေါ့ဗျာအဲ့တော့ ဘာဖြစ်လို့ဒီအချိန်ကြာတော့မှရွေးကောက်ပွဲကိုစတင်တယ်လဲရွေးကောက်ပွဲ၃ချိန်ဖြတ်ပြီးပြီ2010မှာ white out လို့လို့ကြံခဲ့တာတောင်မှနော်2010မှာဖြစ်လာတဲ့အစိုးရတမလိုက်ဦးသိစင်ကနေပြီးတော့ကြားပြတ်လုပ်ပြီးတယ်ဗျာနောက်တစ်ခါ energy အစိုးရဖြစ်တယ်ဗျာအန်ဒီအစိုးရကြားတဲ့ခါကျတော့နည်းနည်းလေးတော့မှ power share မလုပ်နိုင်ဘူးအဲ့ဒီကနေပြီးတော့ကိုယ့်ကပြန်ဖြစ်လာတယ် ဖြစ်လာတဲ့အခါကျတော့မမအလားလက်နဲ့ကင်နာတစ်ဖွဲ့နော်နောက်တစ်ခါပြပောက်ကိုထွက်ပြီးတော့မမကိုကိုအစိုးရလူကြီးညာတဲ့အဖွဲ့ကတစ်ဖွဲ့ကိုကစัจကျင်ပဲဖြစ်ပြီးတဲ့အခါကျတော့ဘာလို့ရွေးကောက်ဖို့ကျွန်တော်စัจကျင်တာလဲကျွန်တော်စဉ်းစားလို့မရအောင်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကတော့တိုင်ပြီးတော့နည်းနည်းလေးတော့ညာသိနေပေါ့ဗျာဒီသိရဆရာကြပါတယ်နော်ပြောချင်တာကအလားကိုမင်းသားကြီးမလို့ရလို့ပတ်မကြီးကိုထုတ်ဖောက်တဲ့ပုံစံကြီးလည်းဖြစ်နေတယ်ဗျနော်ကိုပါတီကိုအတ္တ နောက်ကိုလူတစုတည်းကိုပဲကြည်တဲ့ပါတီမျိုးဖြစ်နေတယ်။နိုင်ငံတွေတော်တော်များများမှာဟလာရွေးကောက်ပွဲကိုဖြတ်ပါဖြတ်ပါဖြတ်ပါလို့ဟလာပြောနေတဲ့အတန်နေရှံအောင်ကြားရတဲ့ခေကြီးမှမှမှနော်ကျွန်တော်တို့နိုင်ငံကဟလာကျွန်တော်တို့ပြည်တွင်းကသူတွေကပဲပြန်ပြီးတော့ဟလာရွေးကောက်ပွဲကိုစတင်နေဆိုတဲ့အခါကျတော့ကြားတာမကောင်းဘူးပေါ့နော်အဲဘာသာရေးယူဆနဲ့ပြောမယ်ဆိုပဲလို့ရှိရင်တော့ဗျာဟိုဒီတန်း90 ကိုပိတ်ပင်တာကတော့ဘာသာယူဆနေဆိုပိတ်တာဖြစ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ပိတ်တာတွေအများကြီးကိုမမြင်ချင်ပါဘူးလို့တော့ဒါတမိုက်တဲ့အခါလည်းဖြစ်ပါလိမ့်မယ်နော်